မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့မွန်ပြည်နယ်မှုရုံမြို့ရွှေညော်ဆရာကြီးအဖဆရာကြီးဦးသိန်းစော်ထွန်း၏တားတပီရွှေညော်ဆရာဦးကိုကိုဆမ်းမဲဖြစ်ပါတယ်ခင်ဗျာအခုလောလောဆယ်ကျွန်တော်ရဲ့မိခင်ကြီး23ရက်10လ2025ကြာတာပရိနေကကွယ်လွန်သွားရှာတော့ကျွန်တော်ရဲ့မိခင်ကြီးအဲဒေါ်မြင့်မြင့်ပေါ့နော်ကျွန်တော်ရဲ့မိခင်ကြီးစူးစောင်းထားခဲ့တော့တောသူပီပီ စူးစောင်းထားခဲ့သောလှူဒန်းရန်အတွက်တည်တံစူးစောင်းထားခဲ့သောဝတ္ထုငွေကြေးအနုကလေးများကိုကျွန်တော်နေနဲ့ရေတွက်ပြီးတော့အဲကျွန်တော်ရဲ့အကိုကြီးဥဆောင်ပြီးတော့လှူဒန်းမြီမကွေးတိုင်းဒေသကြီး6မြို့နယ်ဂုံးရွာကြေးရွာတွင်လှူဒန်းမြီဗုဒ္ဓဘုရားနေရပွဲတော်ကြီးကျင်းမာနိုင်ရန်အတွက်ဘောဇင်အဆောင်စွမ်းစားဆောင်အဓမ္မယုံအလှူဒါနတွေပြုလုပ်တဲ့အခါမှာ အဲကြွားရောက်လာကြသောအပရိသတ်တွေကို ကြွေးမွေးမိအဲထမင်းစားဆောင်စားသည့်နေရာများမှာလူတန်းရံအတွက်ဝတ္ထုငွေကြီး9သိန်းကျပ်လူတန်းရံအတွက်မိခင်ကြီးကြံရှိခဲ့သောလူတန်းရံစူးစောင်းခဲ့သောငွေကြီးများအနုတ်ကလေးများကိုရေးတွက်နေခြင်းဖြစ်ပါတယ်ရေးတွက်ပြီးအဲကျွန်တော်ထပ်ဆိုက်ပြီး တော့9သိန်းကျပ်လူတန်းမှာဖြစ်ပါတယ်ခင်ဗျာကုသိုလ်အမြအားလုံးကိုအမြတန်ပေးဝေပါတယ်ခင်ဗျာကျွန်တော်ရဲ့ကုသိုလ်ကောင်းမှုအားလုံးကျွန်တော်ရဲ့မိခင်ကြီးဒေါ်မြင့်မြင့်ကြီး အဲကိုလွန်သွားချပြီးဖြစ်တော့ကျွန်တော်ရဖခင်ကြီးဆရာကြီးဦးတောက်ကြနဲ့ဆရာမကြီးဒေါ်မြင့်မြင့်တို့အားရည်စူးပြီးတော့ကျွန်တော်တို့ကြံရိုက်ခဲ့ကြတယ်ကျွန်တော်တို့သာသမီညီကိုမောင်နှမများမလူတန်းမှာဖြစ်ပါတယ်ခင်ဗျာကုသိုလ်ကောင်းမှုအားလုံးတို့အားအမြတ်အမြတ်အမြတ်ယူတော်မူကြပါခင်ဗျာတာဒုတာဒုတာဒုပါခင်ဗျာ မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့ကျွန်တော်ရဲ့မိခင်ကြီးဒေါ်မြင့်မြင့်ကြီးတောသူပြည်ပြည်အလှူဒါနပြုရန်အတွက်စူးစောင်းထားသောငွေကြီးအနုပ်အစ်စ်ကလေးတွေဖြစ်ပါတယ်ပိုက်ဆံအစ်စ်ကလေးတွေလှူဒါန်းရန်အတွက်စူးစောင်းထားခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့မိခင်ကြီး23ရက်ဆယ်လ2025ကြာသာပြည်နေမှာကွယ်လွန်သွားပြီဖြစ်သည့်အတွက်ကြောင့်မိခင်ကြီးအားရည်စူး၍ကျွန်တော်ဖခင်ကြီးဆရာကြီးဦးတောက်ကြနဲ့မိခင်ကြီးဆရာမကြီးဒေါ်မြင့်မြင့်ကြီးတို့ကို ရည်စူးပြီးတော့အဲကျွန်တော်အနေနဲ့မြတ်စွာဘုရားရှင်ကိုရမကြီးရအမှုထား၍ရွှေညောအိဆာတံပိတိစေကိုင်းတော်ခိုင်းမြတ်ကြီးမှာအဘဆရာတော်ကြီးများနာမည်ကြီးများနဲ့အမေမေတော်မြတ်တို့အားဘွဲတော်များဆက်ရက်ဆက်ကလှူဒန်းရန်နှင့်တကွမိခင်ကြီးလှူဒန်းလိုသောမကွေးတိုင်းဒေသကြီး၆မြို့နယ်ကုန်းရွာကျွေးရာကုန်းရွာကုန်းရွာကျေးရွာတွင်ရှိနေသောပေါ်တော်မူမြတ်စွာဘုရားဝင်းအတွင်း၌ဗုဒ္ဓပူဇနီးဘွဲတော်ကြီးကျင်းပနိုင်ရန်အတွက်၎င်း ထိုပွဲတော်ကြီးတွင်နေထိုင်ရာယဟန်ရှင်လူတာမဏိများပြည်သူများနေထိုင်ရန်အတွက်ဘောဓနာဆောင်ဆွမ်းစားဆောင်နှင့်တကွအများပြည်သူတို့နေထိုင်ရန်ထမင်းကြွေးဆောင်ဓမ္မယုံစသည့်ဆောက်လုပ်လူဒန်းသည့်နေရာတွင်လဲငွေ9သိန်းကျပ်ဆက်လက်လူဒန်းပေးသွားမှာ ဖြစ်ပါတယ်မိခင်ကြီးနဲ့ဖခင်ကြီးအားရည်စူးပြီးတော့အမိခင်ကြီးကြံရစ်ခဲ့သော ဒီလှူဒန်းရန်အတွက်ဒီဝိထုငွေကြီးလေးများနဲ့မြတ်စွာဘုရားရှင်ကိုရမကြီးကအမှုထားပြီးကုသိုလ်ကောင်းမှုများပြုလုပ်ရန်အတွက်ဒါအနုတ်အသစ်လေးတွေရည်နေခြင်းဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ